ချမ်းပင်ကိုတက်၍ကြီးတိုက်ထဲမှာပဒံများကိုစောင်းဝင်စေတယ်။အဲဒီလိုနဲ့မင်းချင်းကလည်းချမ်းပင်ပေါ်ကိုတက်ကြီးတိုက်ထဲကပဒံများကိုယူပြီးတော့မဟောဒနာသရိုးသားလေးကိုပေးလိုက်တော့တယ်။ဘောဝိဒေဟရမင်းကြီးမှာမဟောဒနာဒုက္ခမင်းလေးကိုနန်းတော်ပြန်နိုင်ထားရသောကြောင့်မျက်မှောက်ထင်ထင်မမြင်ရသဖြင့်အဘယ်အကြောင်းအရာများနဲ့သရိုးသားလေးရဲ့ပညာကိုသိမြင်ရမလဲဆိုတာကိုတောင်းတလျက်ရှိနေတော်တယ်။အဲဒီလိုနဲ့တနေ့ရောက်တဲ့အခါမှာတော့ မျိုးရတောင်ဘက်တကားဝနဲ့မနီမဝေတော်အရက်မှာရေကန်တကန်ရှိတယ်။အဲ့ဒီရေကန်မှာထမ်းပင်တပင်လည်းရှိတယ်။အဲ့ဒီထမ်းပင်မှာ ကြီးတို့ကအတိုက်ဖွဲ့ပြီးတော့နေကြတယ်။ကြီးတို့ရဲ့အတိုက်ထဲမှာတော့အလျံတောက်ပြောင်နေသောဗဒံများတစ်လုံးလည်းရှိတယ်။အဲ့ဒီကြီးတိုက်ထဲကဗဒံများရဲ့အယောင်ဟာရေကန်အတွင်း၌အရိတ်ထင်နေတော့တယ်။အဲ့ဒီအခါရေကန်ကိုလာရောက်ကြကုန်သောသူတို့ကရေကန်ထဲကဗဒံများကြောက်ကောင်းကိုတွေ့၍မင်းကြီးအားဆက်တာဖို့အတွက်ရှောက်တင်ကြတော့တယ်။ ဝီတီဟရီမင်းကြီးကလည်းအဲ့ဒီစကားကိုကြားရင်းတင်နကအမတ်ကြီးကိုခေါ်ပြီးတော့ဆရာအမတ်ကြီးမျိုးရဲ့တောင်ဘက်တကားဝတ်နဲ့မနီမဝေးရေကန်အတွင်းမှာဗဒံများကောင်းတလုံးရှိတယ်လို့ကြားသိရတယ်ကွအဲ့ဒီဗဒံများကောင်းကိုဘယ်လိုယူရမလဲအဲ့ဒီလိုမေးထားလိုက်တော့လေအဲ့ဒီခါမှာတင်နကအမတ်ကြီးကအရှင်မင်းကြီးဖေရရေကန်အတွင်းမှာရေတီကိုကုံစင်အောင်ထုတ်ရင်တော့ဗဒံများကိုရမယ်ဖြစ်ကြောင်းပါဖေရအဲ့ဒီလိုရှောက်ထားလိုက်တော့လေကောင်းမင်းအမတ်ကြီး ။ဒါဆိုရင်လဲဆရာအမတ်ကြီးကိုယ်တိုင်ကြီးကြက်ပြီးတော့ဗဒံများအောင်ရအောင်ယူခဲ့ကြေး။အဲဒီလိုနဲ့ဒေနကာမတ်ကြီးကိုဗဒံများဆောင်ယူစီဖို့အတွက်မိန့်ကြားလိုက်တော့တယ်။အဲဒီလိုနဲ့ဒေနကာမတ်ကြီးဟာမျိုးသူမျိုးသားအပေါင်းတို့ကိုစီဝေးပြီးတော့ရေကန်အတွင်း၌ရေတွေကိုထုတ်စေရွှွန်းနှုံတို့ကိုထုတ်စေပြီးတော့ဗဒံများကိုရှာတော့တယ်။အဲဒီလိုမျိုးကိုတူးပေါက်ပြီးတော့ဗဒံများကိုနေရာအနှက်ရှာတော့လဲဗဒံများကိုမတွေ့ဘဲနဲ့ရှိနေတော့တယ်။အဲ့ဒီလိုနဲ့ရေကန်မှာရေများ၆ခန်းနေတော့တယ် မကြမီမိုးတွေတဖန်ရွာသွန်းသဖြင့်ရေပြည့်ပြန်သောဗဒံများအောင်ကထင်မြဲထင်နေတော့တယ်။အဲဒီလိုနဲ့သေနကမကြီးကလည်းရှေ့နီးများတူမြို့သူမြို့သားတို့နဲ့ရေကံမရေတွေကိုထုတ်နှုံးနေရွှွ့နှုံးနေကိုထုတ်ပြီးတော့ဗဒံများကိုထက်ပြီးတော့ရှာပြေတော့တယ်။ဒီတခါမှလည်းဗဒံများကိုမတွေ့ဘဲနဲ့ရှိနေတော့တယ်။အဲဒီလိုနဲ့ရေကံထဲကရေတွေကုန်ဆင်းပြီးတော့နောက်တခါမိုးရွာလာပြန်တော့တယ်။အဲဒီလိုနဲ့၃ချိန်၃ခါတိရှာတော့လဲဗဒံများကိုမတွေ့ဘဲနဲ့ရှိနေတော့တယ်။အဲဒီခါဝီဒီဟရမင်းကြီးဟာ မဟောဇရာတုခမဲလေးကိုခေါ်ယူပြီးတော့ချက်တာမျိုးရတောင်းပဲရေကန်တကံမှာဗတံများတစ်လုံးရှိကြောင်းငါ့ကိုရှောက်တင်ကြတယ်ကွအဲဒီကိစ္စကိုတင်နကအမတ်ကြီးကိုဦးစီးဦးဆောင်ခံထားပြီးတော့မြို့သူမြို့သားများနဲ့နှစ်ကြိမ်သုံးကြိမ်တိုင်အောင်ရေကန်ကရေတွေကိုထုတ်နှုံးတွေကိုထုတ်ပြီးတော့ရှာဖွေတော့လဲဗတံများကိုမတွေ့ပဲနဲ့ရှိနေတယ်ကွဒါပေမဲ့ရေတွေပြန်ပြေးလာတဲ့အခါမှာတော့ရေကန်ထဲမှာဗတံများကရှိမြဲရှိနေတယ်ကွအဲဒီဗတံများကိုမဟာဒရာတုခမိန်လေးစောင်းယူပေးနိုင်သလားကွ မင်းကြီးဟာအဲ့ဒီလိုမေးထားလိုက်တော့လေအဲ့ဒီစကားကိုကြားလဲမဟောသနာတုခမင်းလေးကအရှင်မင်းကြီးဖေဟာပညာနဲ့သောသူတို့ထိုပဒံများကိုထုတ်ယူခြင်းကအလွန်ခက်ခဲပါတယ်ဖေဟာပညာရှိသောသူတို့မှာထိုပဒံများကိုထုတ်ယူခြင်းကမခက်ခဲပါဘူးဖေဟာကျွန်တော်မျိုးမပင်မပန်းရစေဘဲနဲ့ထိုပဒံများကိုရေကံမှထုတ်ယူပြီးတော့ဆက်သပါမယ်ရှင်ဖေဟာအဲ့ဒီလိုလျှောက်ထားလိုက်တော့လေမဟောတနာဒုက္ခမင်းလေးရဲ့စကားကိုကြားရင်ဝိတေဟရမင်းကြီးဟာအလွန်နှစ်သက်ဝမ်းမြောက်ပြီးတော့ မဟောတရာဒုက္ခမေရဲ့ပညာဉာဏ်ဆွမ်းကိုမျက်မှောက်ထင်ထင်မြင်ရအောင်ဟုမူမတ်များကိုရံတော်များရန်ချွေတော်များနဲ့စင်မြင်းတို့ဝင်းရံလျက်ဒုက္ခမေ၅ရောက်နေတကွမြို့တောင်ကရေကန်ကိုထွက်တော်လေရေကန်ကိုရောက်ရင်မဟောတရာဒုက္ခမေကကံရုပ်ပေါ်မှာရက်ပြီးတော့ဗဒံများကိုရှုလက်တော့ဗဒံများအရာဝင်မြင်သဖြင့်ဒီဗဒံများဟာရေကန်ထဲမှာရှိတာမဟုတ်ပဲနဲ့ထမ်းပင်ပေါ်ကဗဒံများဟာရေကန်ထဲမှာအရိပ်ထင်နေတယ်ဆိုတာကိုသိတော်လေအဲဒီအခါမဟောတရာဒုက္ခမေလေးကအရှင်မင်းကြီးဖေဟာ ။ဤပဒံများဟာရေကန်ထဲမှာရှိတာမဟုတ်ဘူးဖျက်။ထမ်းမြင်ပေါ်ကြီးတိုက်ထဲမှာရှိတာပါဗျာ။ခုပဒံများရဲ့အယောင်ဟာရေကန်ထဲကိုကျနေတာဖြစ်ပါလေဗျာ။အဲဒီလိုပဒံများဟာရေကန်ထဲမှာမရှိတဲ့အကြောင်းကိုမင်းကြီးကိုရှောက်ထားလိုက်တော့လေ။အဲဒီစကားကိုကြားလဲမြစ်တီဟရီမင်းကြီးကချစ်တာပဒံများဟာရေကန်ထဲမှာတပြောင်ပြောင်တက်လက်လက်နဲ့ထွန်းလင်းတောက်ပနေတာကိုမမြင်ဘူးလားကွ။ဒါကိုဘာကြောင့်ရေကန်ထဲမှာမရှိဘူးကိုပြောရတာလေအဲဒီအခါမဟောတနာဒုက္ခမေက အရှင်မင်းကြီးဖေက ကျွန်တော်မျိုးတက်သေးပြပါမယ်။အဲဒီလိုပြောပြီးတော့ဗဒံများအရိတ်ကြနေတဲ့နေရာကိုရေခွက်နဲ့ခံလိုက်တော့တယ်။အဲဒီခါမှာဗဒံများရဲ့အရိတ်ဟာရေခွက်ထဲမှာပေါ်လာတော့တယ်။အရှင်မင်းကြီးဖေဟာခုနကရေကန်ထဲမှာအရိတ်ပေါ်နေတဲ့ဗဒံများဟာအခုရေခွက်ထဲမှာပေါ်နေပါပြီဖေဟာကြည့်ရှုတော်မူပါဦး။အဲဒီလိုနဲ့ရေခွက်ထဲမှာဗဒံများအယောင်ပေါ်နေသည်ကိုမင်းကြီးကပြလိုက်တော့တယ်။အဲဒီခါဝိတေဟရမင်းကြီးကချစ်တာ ထို့သို့ရေရှိတိုင်းမှာပင်ဗဒံများကထင်နေတယ်ဆိုတော့အဲ့ဒီဗဒံများကဘမရှိကြလဲကွအဲ့ဒီအခါမဟောဒနာတုခမေလေးကအရှင်မင်းကြီးဖေဟာရေကန်၌၎င်းရေကွက်၌၎င်းဤဗဒံများကရှိသည်မဟုတ်ပါဖေဟာရေကန်ရေကွက်၌ပေါ်နေသည်မှာဗဒံများရဲ့အရေးရောင်သာဖြစ်ပါလေတကယ်ဗဒံများအစစ်ကတော့ထမ်းမင်မောကကြီးတိုက်ထဲမှာရှိပါလေဖေဟာအဲ့ဒီလိုလျှောက်ထားလိုက်တော့လေ အဲ့ဒါပြီးတော့မင်းချင်းတယောက်ကိုခေါ်ယူပြီးလင်းထန်းမင်ကိုတက်၍ကြီးတိုက်ထဲမှာပဒံများကိုစောင့်ဝင်စေတယ်။အဲ့ဒီလိုနဲ့မင်းချင်းကလည်းထန်းမင်ဘော်ကိုတက်ကြီးတိုက်ထဲကပဒံများကိုယူပြီးတော့မဟောဒနာသရိုးသားလေးကိုပေးလိုက်တော့တယ်။မဟောဒနာဒုက္ခမင်းလေးဟာလည်းထိုပဒံများကိုယူပြီးတော့ဝီတီဟရွင်မင်းကြီးအားဆက်သားလိုက်တော့တယ်။ဤသို့သောအချင်းအရာကိုမူးမပြိတ်သက်ပြီးသူအပေါင်းတို့ကမြင်ကြတဲ့အခါမှာတော့ဖခင်လောင်းမဟောဒနာလေးအားကောင်းချီးပေးကြတော့တယ်။ပြီးတော့တေနကမကြီးကိုပြစ်တင်ပြောဆိုကြတော့တယ်။ တင်နကအမကြီးဟာထန်းပင်မှာရှိသောပဒံများကိုမသိဘဲနဲ့ရေ၌ရှိတဲ့ထင်းပြီးတော့မြို့သူမြို့သားတို့ကိုရေများခတ်ထုတ်နှုံများကိုထုတ်စီပြီးတော့ပဒံများကိုရှာတဲ့အတွက်မြို့သူမြို့သားတွေလည်းပင်မရကြာမျိုး၅ပါးနဲ့ပြည့်စုံတဲ့ရေကန်ဟာလည်းပျက်စီးရတယ်။မဟောဒရာဒုက္ခမင်းလေးကတော့သူ့ရဲ့ဉာဏ်ဆွမ်းဖြင့်ခနာလေးအတွင်းကြီးတိုက်တွင်းမှာပဒံများရှိတာကိုသိခဲ့တယ်။ဒါကြောင့်မဟောဒရာဒုက္ခမင်းလေးကဲ့သို့ပညာရှိသောသူဟာစပူထိတ်ကျွန်းမှာတယောက်မှမရှိဘူးကွ။ အဲ့ဒီလိုမဟောဒရာတုခမင်းလေးကိုကောင်းချီးပေးကြတော့လေအဲ့ဒီလိုနဲ့ဝီတေဟရမင်းကြီးဟာအလွန်နှစ်သက်ဝမ်းမြောက်သည်ဖြစ်ပြီးတော့မိမိလည်း၌စင်ထားသောပလဲလဲဆွဲကိုချွတ်ပြီးလင်းမဟောဒရာတုခမင်းအားပေးအပ်ပြီးမှဘွားဘတော်တထောင်တော်အားလည်းပလဲလက်ောက်တရံစီပေးတော့လေဒါကတော့ဖယားလာမဟောဒရာရဲ့ဖန်းပင်ပေါ်ကြီးတိုင်းမှာဗဒံများကိုယူစေသောအခမ်းအနားဖြစ်ပါလေဗျကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျအားပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်